ုတ်ကဲ့အားလုံးအမင်္ဂလာပါခင်ဗျာကျွန်တော်အခုတင်ဆက်ပေးမယ့်ဗီဒီယိုလေးကကျွန်တော်မိတ်ဆွေတို့ဘူတာရစီမံအရာတစ်ခုเนาะကျောင်းမကြီးနဲ့ပတ်သက်တာကြည့်ပြီးပေါ့เนาะအခုကျွန်တော်ဗီဒီယိုတင်အဲ့အထင်မှာကျွန်တော်ကိုသိတဲ့လူတွေစီတယ်ကျွန်တော်မသိတဲ့လူတွေစီတယ်ကျွန်တော်နာမည်အေးမင်းအောင်เนาะအဲဆရာအေးမင်းအောင်ပဲပေါ့เนาะကျောင်းမကြီးနဲ့ပတ်သက်တာကုသတာအယူအကျော်နဲ့ပတ်သက်တာတွေအကုန်လုံးကုသပေးပါတယ်အယူအစ်လွဲတာတွေအကျော်နဲ့ပတ်သက်တာဟာတွေအကုန်လုံးကျွန်တော်ပြလို့ရမယ်ကျွန်တော်ကုသလို့ရပါတယ်เนาะအဲ ုဒ်အထဲမှာတော့ကုလို့မရတဲ့အရာတွေရှိလို့ကုလို့ရတဲ့အရာတွေရှိတယ်ပေါ့နော်။အဲကျောင်းမိုင်းနဲ့ပတ်သက်တဲ့အကျိုးနဲ့ပတ်သက်တဲ့ဟာလေးရိုးစင်းနဲ့ပတ်သက်တဲ့ယောဂါလေးကျွန်တော်ကုသပေးပါတယ်။အခုကျွန်တော်ပြောပြမယ့်အရာတွေကတော့ကျောင်းဗီဒီယိုလေးကိုပြီးဆုံးအောင်နားဆက်ပေးပါနော်။အခုကျွန်တော်ပြောပြမယ့်ပြပြမယ့်ဒီကျောင်းမိုင်းနဲ့ပတ်သက်မှာဘာကိုအဓိကပြမယ်ဆိုတော့ခုနကဖြစ်များနေတဲ့လူတွေအကျိုးယောဂါတွေနော်ဒီအရင်ကျောင်းပတ်သက်တဲ့ယောဂါတွေတော်တော်များဖြစ်များနေကြတာ။ ချောက်တွေထုံကျင်နေကြိုက်ခဲနေကြတာချို့တွေအခုနောက်မှဖြစ်များကြတယ်။အဲသူတို့ဘာကြောင့်ဖြစ်လဲဆိုအခုနောက်မှဖြစ်များတယ်လေဘာကြောင့်ဖြစ်ရလဲဆိုရင်သူတို့မှာအဲ့ရေကြောင့်ဖြစ်တယ်အလုံးကြောင့်ဖြစ်တယ်ဘာကြောင့်လဲဆိုတော့သူတို့မှာအချင်းအဆက်ကြီးရဲ့စားများတာချို့လူမှာဆိုအချင်းအဆက်အဆက်ကြီးတအားစားရလို့စီးရယ်ယာကြီးဥဒပူနဲ့အချင်းပိုင်းနဲ့ဖြစ်သွားတယ်သူကသူတို့မှာအချင်းအဆက်ကြီးရဲ့စားများတယ်ဒီအစားတောင်းမှာဆင်ကျင်ရမှာမြုပ်ကြီးအဆက်ကြီးရဲ့ဆော့စားရမှာဒီဘက်ကာရာမှာနော်ညစ်လေးချင်မောင်းနဲ့ဆော့စားရမှာအဲ ဟိုအစားတောက်ပေါ်ဆင်ကျင်ရမှာပိုင်းပေါ့နော်ဆိုအဲ့ရင်းမှာလည်းအဓိကဦးစားပေးပြီးအဲ့ရမှာပိုင်းရောက်လာဒီကာလမှာလေနော်ဒီကဒီကာလအဲ့ရင်းပဲဦးစားမပေးဘူးအဲ့လိုမျိုးဆိုမပေးဘူးဆိုရင်ခြေတော်မှာတိမဆုံးကြောညှက်ချင်းခါးပိုင်းနာတာကြီးခြေတော်ကြီးထုံချင်တာကြီးဖြစ်တယ်လေအဲ့လိုအခုနောက်မှကျွန်တော်များဖြစ်မှန်းရတာလဲဆိုတဲ့အကြောင်းရင်းဘာကြောင့်ဖြစ်ရလဲဆိုတဲ့အကြောင်းရင်းကိုကျွန်တော်တင်ဆက်ပေးတာပါဒီလိုမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲဘောအဲ့ဒါကိုကျွန်တော်တင်ဆက်ပေးနော်အဲကျွန်မေဆိုတော့ဒီကအဲ့ဒီပြည့်များတာလို့တတိထားပါ အဲ့ဒီမှာအဲ့လိုယောဂမျိုးဖြစ်လာအခုနောက်ပိုင်းဖြစ်မြလူတွေဖြည်းဖြည်းချင်းဖြစ်မြခြေတော်ထုံချင်းကြိုက်တာလည်းဖြည်းဖြည်းချင်းကြိုက်တာလည်းနော်အလောလောကကြမ်းဖြည်းဖြည်းချင်းပေါင်ထဲမှာစူးအောင်တာတွေဖြစ်တယ်ဟုတ်ဘူးလားအချို့လူတွေစီတယ်နော်ဖြစ်မြလူအခုနောက်မှာဖြစ်ကြရတယ်ဟာရေကျွန်တော်ပြောပြတာပါနော်အဲ့လိုမဖြစ်အောင်ကာကွယ်ရမှာအေးဟိုဟာအဲ့ပါနောက်တော့အစားတောက်တဲ့ပုံစံစားပြီးပေါ့အဲ့လိုမျိုးဖြစ်လာပြီးဆိုခြေတော်ကိုအချို့ကစီတယ်ခြေတော်တွေပေါင်တိမဆုံးကြောညံ့တော့ဆိုခြေတော်တွေတအားကြိုက်တာလေကြိုက်ကြရင်ခြေတော်တအားကြိုက်တဲ့အခါကျရင် အာရင်းနေရင်းနေပဲကပ်ပေးရမယ်။နှိမ့်လိုက်ပိုင်းမလို့ရအောင်ခြေတလုံးမှာသူတိမဆုံမှအောက်လာပြီးနာလာပြီးဆိုရင်အချို့လူမှခြေတလုံးမှာဒီလိုက်ပြီးနှိမ့်ကြတာခြေတလုံးမှာကြီးကြတာပေါ့သူလိုက်ပြီးကြီးစင်သွားတာအဲ့ဒါကိုခြေတလုံးမှာနှိမ့်ကြတာလေးစီကြတယ်ဒါအဲ့မှာခြေတလုံးမှာတိမ့်မနှိမ့်ရဘူးနော်နှိမ့်ရင်ခြေတလုံးမှာအသားကွဲတာဖြစ်ကြဖြစ်တယ်ဖြစ်ပြီးတော့ကိုကြိုက်တယ်အဲ့ခြေတလုံးမှာအဲ့လိုအသားကွဲအဲ့လိုမျိုးဖြစ်ပြီးဆိုရင်ရင်းနေကပ်ပေးရမယ်ဒါမှမဟုတ်ကလမတ်စီရင်ကလမတ်ရေးတွေးပြီးတော့လိမ့်ပေးရမယ် အဲ့ဒါမှမသူနည်းနည်းတက်တာဒါသူကချက်ချင်းပြောက်လာဆိုမှပြောက်ဘူးဒီအကျောညာရောဂါကြီးဒီမဆုံးအကျောညာရောဂါကြီးဟိုချက်ချင်းပြောက်လာဆိုမှပြောက်ဘူးကုသချက်ချင်းပြောက်သူအချိန်ယူပြီးဖြည်းဖြည်းချင်းကုသပြီးမှပြောက်နိုင်ပါတယ်ဒီဒီမဆုံးကျောညာနဲ့ခါကျောညာရောဂါဆိုအမျိုးမျိုးရှိတယ်နော်ခါကျောညာလာတဲ့အမျိုးမျိုးရှိတယ်ဒီမဆုံးကျောညာလာတဲ့အမျိုးမျိုးရှိတယ်ဟာလားညလာချင်းစီပြမဲ့တယ်ဆွဲကြကြတော့မထူကြဘူးအချို့သူဆိုရင်ဘယ်လိုများဟိုနေ့ဖြစ်လဲဆိုတော့ဒီခြေကောင်းညာကြီးကကတော့ကတော့ပဲနော်ဒီခြေကောင်းညာကိုထုံကျင်တာပေါ့ဒီခြေတလုံးမှကြီး အားထုတ်ခြင်းနဲ့ kait ခဲ့တယ်ဒါအခုကျွန်တော်ပြောပြတာပေါ့နော်ဒီမှာဒီဒီမဆုံးကြောညက်တဲ့ခါကြောညက်ဆိုဒီခြေထောက်မှန်တာအားထုတ်ခြင်းတာဒါရေးဒါအားထုတ်ခြင်းနဲ့ kait ခဲ့တယ်ဒါစေးဘူးရမလဲမရလဲလို့ရလဲနောက်ပြီးတော့ तू ကသူဒီခြေပြားမှာဆိုခြေခြေတန်းအောက်နေရမှာဆိုဒီခြေတန်းကြားနေရဆိုတော့ကျင့်တယ်ဒါဆောက်ကြအောက်ဖြစ်များလို့ဆိုဖြစ်များတော့ဒီခြေပွားမှာဆိုအောက်လားဒါမှဒီယောဂကိုမပေါ့ရောက်ရအောင်နော်အချို့ဆိုရင်ဒီဒီမျိုးကြောညက်တော့ကြောညက်ပြီးတော့ဒါအပိတ်သွားတာကြောင့်ကြောသေးနိုင်တယ် ဆရာကတော့လမ်းဆောင်းတိုင်းဖြစ်တယ်အချို့လည်းဆရာကတော့ခွဲစိတ်ကုသမှုခံယူလာတယ်စိတ်တာပေါ့အဲ့ဒါကြီးပြောပြရတယ်နော်အဲဗမာဆရာကကုရဆိုတိုင်းဆရာဆိုကောင်းတည်တဲ့နားလည်ဆရာနဲ့ကုပါဒီမဆုံးကျောင်းမရဲ့အရန်နှိမ့်ဒီခါမရဲ့အရန်ကန်ချိုးလို့ကန်လို့မရဘူးနော်အချို့သူတအားနှိမ့်ထဲတာမလုပ်နဲ့ခါနှချောင်းရဲ့အလေချောင်းမရဲ့စီဒီရဲ့အကျော်နော်ဒါလေးကျော်ပြောပြရနားလည်အောင်နော်အချို့တွေကမတည်ရလို့ရမ်းနေဆိုအချို့ကချီတော်ရင်ကြိုက်ခဲပြီးတော့ချို့တွေလာကြတယ်အများကြီးစီတယ်နော်ယောဂါကြီးတကူကြတယ်ဒါလေးကျော်ပြောပြပေးတယ် ဟိုဘယ်လိုတက်တာလဲနေတယ်ဆိုတော့ကျွန်တော်ဒါပေမဲ့ဒီကောင်ကကုရတယ်နည်းနည်းအချိန်ကိုပြီးဆက်ရတာအတွက်နည်းနည်းတီးခံပြီးတော့ကု ကုရတာပေါ့ချီချိုးလက်ချိုးကြတော့မြန်ဆန်ပါတယ်ကုတော့ရိုးပါတယ်တဲ့ပြီးရင်ပြူသွားတာပဲရိုးတဲ့ပြီးရိုးဆက်ပြီးတော့ပတ်သေးစီးပြီးရင်